ထိုင်းနိုင်ငံမဲဆောက်ကနေ3နာရီလောက်ပဲသွားတဲ့ဗန်ကောက်သွားတဲ့လမ်းမပေါ်မှာပဲရှိရမြို့လေးတစ်မြို့မိတ်ဆက်ပေးခြင်းပါတယ်ဒီမြို့လေးမှာဆန်ထွဲလည်းရှိရပြီးတော့ငါးပြတိုက်တွေလည်းရှိရဝင်ကြီးရာလုံးဝဈေးတတတတာနဲ့ဝင်လို့ရမယ်ဝင်ကြီးเนาะဒီမြို့တစ်မြို့လုံးကို ကြီးလို့ရမယ်တာဝါလည်းရှိတယ်ဒီလိုအရန်လာတဲ့မြစ်စုံလည်းရှိရတော့ ဘတ်ဂျက်အများကြီးလည်းမတုံးချင်ပဲနဲ့ခရီးထွက်ချင်သူရဲ့အတွက်အသင့်အတော်ဆုံးမြို့လေးတစ်မြို့ဖြစ်ပါရဲ့ဒီမြို့လေးရဲ့နာမည်ကတော့နကိုစဝိုင်မြို့လေးပဲဖြစ်ပါရဲ့မဲဆောက်ကနေထိုင်းနိုင်ငံဘန်ကောက်မြို့ကိုသွားရဲ့လမ်းပေါ်မှာပဲရှိရဲ့မြို့လေးပါဒီမြို့လေးကမဲဆောက်ကနေ၃နာရီလောက်ပဲမောင်းရတဲ့ခရီးလေးဖြစ်တဲ့အတွက်ကြောင့်နေချင်းပြောင်းချင်သူများအတွက်တော့တော့ဝါစင်ပြေရဲ့နေရာလေးပဲဖြစ်ပါရဲ့ အခုနတ်ကွန်ဆဝံရဲ့ဆန်ထွယ်ကို လိုက်ပြပေးပါမယ်။ဒီဆန်ထွယ်ထဲမှာဘလို့ဈေးတန်တဲ့ပစ္စည်းတွေလည်းရှိပြီးရောဘလို့မျိုးမိုက်လဲဆိုတာကိုလိုက်ကြည့်ပေးကြပါဦး။တကယ်ကိုမဲဆောက်ကရူဘင်ဆာထက်နှစ်ဆသုံးဆတော့ကြီးတဲ့ဆန်ထွယ်ပဲဖြစ်ပါရဲ့။ဂျီမာကအရန်နမယ်ကြီးရဲ့ brand တွေရဲ့ပြီးတော့ထိုင်းနိုင်ငံရဲ့ local brand တွေပါ အများကြီးအစုံလေးရှိပါတယ် မျက်မှောင်ရောင်တဲ့အစာတောက်ထရတဲ့အရန်စီမကြည့်ပါဘူးအခုတော့အမ်ဂျပန်ဆိုင်လေးတွေ့ရပါပြီမတွေ့ရကြပါပြီပြီးတော့သူက office design ခရတိုလီဆိုတဲ့ design ဆက်ဆက်လေးအများကြီးတွေ့ရပါတယ် brand ဘက်ကတော့နည်းနည်းစီကြည့်ပါတယ်အိတ်တွေဆိုတဲ့ဒီမှာစိတ်ကြိုက်လာရွေးလို့ရပါတယ် အရင်ကျေရတော့ကောင်းပေမဲ့လမ်းရှောင်းကတော့ရញ្ញောင်းပါတယ်။ဒီတော့သူကအောက်ထပ်မှာ discount ချရဲဟာတွေအများကြီးရှိပါတယ်။သူကဖက်နက်တွေဟိုလည်းအများကြီး discount ချနေပါတယ်။ခုတွေ့ရမှာတော့ gain city တွေဖြစ်ပါတယ်။ဒီ gain city ကတခုပဲရှိပါသေးရဲ့။စင်နာတခုထဲမှာ gain city ရဲ့အများကြီးရှိပါတယ်။အခုကတော့ဒါပထမဆုံးတစ်ခုပါ။ ါမဲ့တော့စွဲလို့ရတော့အများကြီးတော့မတွေ့ရပါဘူးအပေါ်ထပ်မှာတော့တခြားတော့ကြည့်ပါဦးမယ်ပြီးတော့ဒီကနေလှမ်းကြည့်လိုက်လို့ရှိရင်အရန်လှပါတယ်ဟိုးဟာတစ်ပင်ဆိုလို့ရှိရင်ဘာနဲ့တူလဲဆိုတော့ရန်ကုန်ကကျန်းရှိစီတီနဲ့တော့တူပါသေးတယ်သူ့မှာဆိုင်ခွဲဆိုင်ခွဲတွေအများကြီးပဲရှိပါတယ်ပြီးတော့ဒီမှာလောက်ထားတဲ့ဒီဇိုင်းတွေကိုအရင်သဘောချပါတယ် ဒီဆိုင်လေးကအရန်လာရဲသူကပန်းချောက်တွေကိုပဲသူကဟို decoration ဆင်ထားတာဒီအရန်ကြိုက်ပါတယ်ပေါ်ဆုံးထပ်မှာတော့ဒီမှာကစားကွင်းအကြီးရှိပါရဲ့ဆော့တော့မဆော့ခဲ့ပါဘူးတနေကုန်ကျန်တဲ့နေရာလေရအောင်မှဖြစ်လို့အချိန်ကုန်မှဆိုလို့မဆော့ဖြစ်ခဲ့ပါဘူးပြီးတော့ဒီမှာဂိစီတီနောက်ထပ်တစ်ခုပါမာရုပ်ကောက်တဲ့နေရာဆိုအပြည့်ပဲကောက်တော့မကောက်ခဲ့ရပါဘူးပတ်စံကုန်မှဆိုလို့ပါ တက်ပုံနေတဲ့ဒေချာတွေမရိုက်ဖြစ်ခဲ့ပါဘူးပြီးတော့နောက်တနေ့ရထပ်ပတ်ပါတယ်ဒီမှာ decoration ပြင်ထားတဲ့ပုံစံတွေကအရင်လှပါတယ်ခုထဲမှာသာရှိပေမဲ့သူ့ဟာတနေ့ရနဲ့တနေ့ရပြင်ဆင်ထားတာတွေကနောက်တနေ့ရကိုရောက်သွားတယ်လို့ခံစားရပါတယ်ဒီဟာရုပ်ကြီးရယ်ဆိုရင်မကြီးအောင်လောကကြီးပါပဲပေါ်ဆုံးထပ်မှာတော့ရုပ်ရှင်အောင်ရှိပါတယ်နောက်က ကောင်းလေးချွတ်ချော်လေးပါဒီရုပ်ရှင်ယုံကြီးကအလုံးဝတထထလုံးအပြည့်ကိုသူကလုံးထားတာပါတထထလုံးတတိကတက်ပြီးဆိုရင်ဟိုရုပ်ရှင်ယုံကအပြည့်လုံးပေးထားတာပါ အကြီးပါပဲရုပ်ရှင်လာကြည့်ရလို့လည်းအများကြီးတွေ့ရပါတယ်တကယ်ရုပ်ရှင်ယုံကတကယ်အကြီးမှကြီးပါပဲရမ်းမိုက်ပါတယ်ပေါ်ဆုံးထမှရှိရပါပြီးတော့အောက်ပြန်ဆင်းပါတယ်အောက်ဆင်းပြီးတော့အရန်တန်တဲ့ local brand တစ်ခုလေးမှာအင်ဂျင်အများကြီးဝယ်ခဲ့ပါတယ်ကောင်ဝင်ဝယ်ခဲ့ရဒီကောင်ဝင်ကလောကခြေသားအစစ်ကိုသူက290ကျပ်ပဲပေးရပါတယ်ပြီးတော့ဟိုခြေသားပေါင်းမီကိုလည်း290ကျပ်လို့ဝယ်ခဲ့ပါတယ်ပြီးတော့အမေကလည်းအင်ကြီးတစ်ထည်ကောင်ဝင်ပဲဝယ်ခဲ့ပါတယ်သူကလည်း290ပါဒီမှာ3ထည်တော့ဝယ်ခဲ့ပါတယ်ဒီဆိုင်ကြီးကအရန်တန်ပါတယ်เนาะချမ်းတဲ့ဒီဇိုင်းတွေကလည်းအရန်လှပါတ ဝယ်ပြီးပြီးချင်းပဲအင်ကြီးသွားလဲဖြစ်ခဲ့ပါတယ်အခုတော့ဒီကဂျပန်စတိုးလေးတွေပေါ့နော်ဒီမှာလက်သေးနေတာဝယ်ဖြစ်ပါတယ်ဒီလက်သေးနေကဒီလိုလေးပြီးထားတော့ခုလက်သေးနေလိုက်တဲ့အရာလေးဝယ်ဖြစ်ခဲ့ပါတယ်တော့ကတော့59ပါပါဒီမှာအမေကတော့အင်ကြီးလဲလိုက်ပါပြီဒီမှာလည်းအင်ကြီးလဲလိုက်ပါပြီစေပတ်ပြီးွားရေဆိုတော့ဘိုက်ရန်စားနေပါပြီပြီးတော့ဖုတ်ကောက်ကိုသွားပါတယ် တဲ့ပေါ့ရှင်အကျေကြီးပါပဲပစံရီထည့်ပြီးတော့ဖူကောက်ကနေပြီးတော့မုံသားစားပါမယ်ဒီဖူကောက်ကလေဈေးရတယ်အတင်းတင်းပဲပြီးတော့အများကြီးတဲ့ပါပါတယ်အခုဘီပင်ဘတ်ကိုမှာပါဟဲ့85ဘတ်ပဲမယ်အရန်အရသာလေးရှိပြီးတော့သူကပီးရရဲ့ဈေးနဲ့တန်းအောင်လို့စားလို့ကောင်းပါရဲ့ပေါ့ဈေးတွေကတော့ပုံမှန်ဈေးတွေပါပဲ ဈေးပတ်နေတာတော်တော်လေးရေစာနေပါပြီအဲ့တော့အေးနဲ့ဝင်ဖြစ်ပါရဲ့ဒီမှာကြိုက်တာဟာလည်းအစားတော့လည်းဈေးမကြီးအောင်သဘောကျရယ်ပေါ့နော်ကိုယ့်ရဲ့ဘတ်ဂျက်နဲ့တွက်ပြီးတော့လည်းစားလို့ရတယ်ဖူကောက်ပုံစံအားနဲ့အေးလှနေရောပဲကိုစားခြင်းနဲ့အစားစားရမှတ်သမျှအကုန်ရှိပါရဲ့ကိုရီးယားစားစားစားမလားဂျန်နဲ့စားစားစားခြင်းသာရှိပါရဲ့နော်ဖိပင်ပတ်ရလာပါပြီပြီးတော့ဒီဟာ ပါစားစားလည်းမသိဘူးစားလို့တော့တော်တော်ကောင်းနေအမအနီရောင်သူကအကင်းနေနဲ့အကြော်ရင်းနဲ့ပဲထည့်ပြီးအနီရောင်ရီဆန်တာရုပ်ကတော့တိတ်မလန်းပါဘူးခရီးသွားရင်းဒီမှာဖြားနေရပါမဟုတ်စားပြီးတော့ဒီမှာကြောင်ရဘလော့လေးတကူထည့်ရပါတယ်ဒီဘလော့လေးကတော့ဒီမှာဝင်ကြည့်လို့ရပါတယ်ရှင်ဆိုရှယ်မီဒီယာအကြောင်းကိုတင်ထားပေးရပါဖြစ်ပါတယ် finally အနေနဲ့ဒီမှာ ရင်ထဲကိုအေးသွားလို့အချိုလေးတစ်ခုစားဖြစ်ခဲ့ပါတယ်။ဒီဟာလေးကရာသီဥတုနဲ့လိုက်ပြီးတော့စားလို့ကောင်းတဲ့အစားအစာလေးတစ်ခုပါ။သူကြိုက်တဲ့အသီးမှန်သမျှကိုရွေးပြီးတော့စားလို့ရပါတယ်ဒီမှာ။တရတရတိလို့ထင်ရပါမယ်တရတိမဟုတ်တော့အရန်ချင်းနဲ့ပါတည်တယ်အောင်ထီတော့ပါဘူးဒီဟာနှစ်ခုဆောင်ရောက်ဖြစ်ခဲ့ဒီဟာလေးလည်းစားဖို့ recommend ပေးပါတယ်သူကအရန်စားတော့ကောင်းပါတယ်ဒါပေမဲ့အမေကတော်တော်လေးချင်သွားပါတယ် ထီကတော်တော်ဆော့လို့ကောင်းပါရဲ့လောကအမြင့်ကြီးကိုရောက်သွားပါအရင်ညောင်းလို့ရရနေရမှာထိုင်ပါရဲ့ဂျင်အခုအဆင်ပြေလာပြီးနောက်ပိုင်းပါဒုက္ခတွေ့လဲဆိုတော့ကားပါကင်မှာကားပြမနာမရက်ခဲလဲဆိုတော့မမှတ်မိတော့ပါဘူးကားပါကင်ရှာလဲရတော်တော်ခြေတော်ညောင်းသွားပါရဲ့ နောက်ဖုန်းဆောင်ရဆန်ထရယ်ကိုပတ်ပြီးသွားရဆိုတော့နောက်တနေရသွားပါမယ်နောက်တနေရကတော့ငါပြတိုက်ကိုသွားပါနေရပဲဖြစ်ပါတယ်ငါပြတိုက်ကဘလို့ဝင်ကြီးတွေဈေးတန်ချောင်းကိုပြောပြပေးသွားမှာဖြစ်လို့နောက်ဘလော့လေးကိုစောင့်မျှော်ကြည့်ရှုဖို့တော့ဖိတ်ခေါ်ပါတယ်ဒီနေ့ဘလော့ကဒီလောက်ပါပဲရှင်စောင့်နေကြည့်ပေးလို့ကျေးဇူးတင်ပါတယ်